အကြောင်းရကျွန်တော်၉ရက်နေ့ကသူတို့ဒီကျွန်တော်လောင်းတော့ကရဘာကိုဖျားဘူးသွားမလို့ဆိုပြီးတော့ဖျားဘူးဖျားဘူးသွားမလို့ဆိုပြီးတော့သူတို့စခန်းကိုဝင်ပြီးတရင်ပို့တာတရင်တရင်ပို့တာအနေမှာရဒီတစ်ပုံတွေတွေ့လာနေကျွန်တော်တစ်ဆက်တရတွေ့လာနေဆိုပြီးတော့ဗီဒီယိုကျွန်တော်လည်းနည်းနည်းလေးပေါ့ရတရင်ပို့ရင်လည်း record ယူလိုက်တာအဲ့ဒီ record ယူလိုက်တာသူတို့ကဖျက်ခိုင်းတာပေါ့ရကျွန်တော်မဖျက်တာမဖျက်တော့ကျတော့သူကဟိုနားလေဟိုဘယ်လိုပြောမလဲသူတို့ရှိတဲ့တန်းကကျွန်တော် view point တစ်ခုဖျက်ပြီးဖျက်ပြီးလိုက်တယ် တက်ပေးလိုက်ကြဖြတ်ပေးလိုက်ကြအောင်မှအဲ့လိုမျိုးရတော့ကျွန်တော်လည်းတောင်းဟိုဟိုရိုက်လိုက်တော့ကျတော့ view view ရပေါ်ရိုက်တော့ကျတော့အင်မာလည်းကျွန်တော်လည်းဟိုဘယ်လိုပြောမလဲ zone နဲ့ဆိုတော့လို့ဟိုရေချက်မရှိဘူးပြောဘယ်လိုပြောမလဲရိုက်ရှင်းသေးဟိုမှတ်တမ်းနေနေသေးရှိတာနဲ့ကျွန်တော်မှတ်တမ်းနေလိုက်တာလို့ဘာညာပြောပြီးကျွန်တော်တောင်းမှန်လိုက်တာတောင်းမှန်ပြီးမှကျွန်တော်တို့အားဆိုရင်လို့ဒီလိုဒါတရုံးဝင်ပွေနေလို့ဟိုအလောင်းတော်ကိုတွားလို့ရည်လားလို့ပြောတာပြောတော့မှ ရပြီတဲ့အဲ့ဒါဆိုလည်းရပြီဆိုလည်းကျွန်တော်ကအလောင်းတော်ဘက်ကိုတွားတာတွားတော့မှပြုလို့စကံပြေးကနေဖြတ်လွားလေပြုလို့စကံပြေးကနေဖြတ်လွားတော့မှဘလို့တော့ဆိုဆိုင်ကရအိုင်နာမှာကျွန်တော်ဆိုင်ကရပြက်တာကျွန်တော်ရဲဘော်ဆိုင်ကရပြက်တော့ကျွန်တော်မှအားလုံးအလောင်းတော်မတော်တော့ဘွာလို့ငါတို့စခန်းပြတ်သွားမယ်ဆိုပြီးကျွန်တော်စခန်းကမဟုတ်ဘောမယ်စခန်းတစ်ခုရှိရဲအဲ့စခန်းကိုတွားတာအောင်မှဒီ၁၀ရက်နေ့ကျတော့၁၀ရက်နေ့မနေ့ကကျတော့ဒီညတော့ကတစ်တီထိုးချတာအတန်ကြားတာဆိုပြီးတော့ကျွန်တော်တို့စခန်းနောက်တွားတဲ့ခါကျတော့စခန်းနားနေမှာတစ်တီထိုးချနာ သူကတညကိုတစ်ကိုတညကို၄ဒိန်နောက်တစ်ရှင်းကို၄ဒိန်ကောက်တာနောက်တစ်ရှင်းကို၄ဒိန်ကောက်တော့ကြနောက်တစ်ရှင်းကို၄ဒိန်ကောက်တော့ကြတော့ကျွန်တော်ပြောတာပေါ့ရာမင်းတို့ကောက်ရင်ကောက်တယ်ပေါ့ရာလို့အဲ့မှာလူရဲဘော်ကိုပြောတာလူရဲဘော်ကတရားသဒ္ဒိုင်းထင်းထင်းရေးဆိုပြီးတော့တန်ရင်30ခွန်ရရဲဘော်ဟိုမေးတယ်ခမဟိုကျွန်တော်ဘယ်လိုပြောမလဲဟို တိုင်းရှင်းဘယ်လိုလဲရနည်းနည်းမန်ပါဝင်လက်ဆုံးကိုပြောတဲ့ခါကျတော့ကျွန်တော်ဒီမန်ပါဝင်ပြောလို့ဆိုပြီးကျွန်တော်ကဒီအဲ့ယူလို့ဆွဲလိုက်တာဆွဲလိုက်တာဟိုဆွဲလိုက်တာဟိုမှဟိုဘယ်လိုပြောမလဲမင်းတို့ဒီအားကြီးလုံးနေရမတီးဘူးလားပေါ့နေတာပေါ့ရဒီတိသမားတွေကလည်းပြောတယ်ပေါ့သူတို့ဒီကိုတညလေးတိတ်နဲ့ဝမ်းထတာလို့ပြောတယ်အဲ့လိုပြောတော့မှ तू ကမဝင်ဘူးတဲ့မတီးဘူးလို့ပြောတာမတီးရကောင်မင်းတို့ခေါင်းရင်းရှိရနေတိတိထိုးချတာတိတိတိတန်နေပြီးဒီတောင်မြင့်ပေါ်နေအောက်ကိုထိုးချတာအတန်နဲ့ ကြားရတယ်လေကြားရတဲ့ခါကျတော့ဟိုသူတို့ဒီပတ်သက်ဝင်ထားလို့ဗပတ်သက်ဝင်မထားရင်သူကဖမ်းတယ်သူကဝင်ရင်ဝင်ရင်လေးတိတ်မဝင်ဘူးဆိုရင်၅တိတ်ပြရတယ်အဲ့ဒါနေမှာဖမ်းလိုက်တဲ့ခါကျတော့ဟိုကျွန်တော်တို့ကပြောတာပေါ့ရဒီရဲဘော်ကိုဒီလိုဒီလိုမင်းတို့ကောင်နေဟိုတရားသရာထိန်းသိမ်းရလေလို့မင်းတို့ပဲလှုပ်ရှားနေကြတာလို့မင်းတို့ပြည်သူတွေကမွဲလာပြီလို့ကျွန်တော်ကလို့ပြောတာအဲ့လိုပြောရင်းနေမှဟိုလိုမျိုးအဆင်ပြေရတာအိုင်ညာတယ်အဲ့လိုပြောရင်းနဲ့ မင်းတို့အဲ့လိုလုံးနေလို့မို့ဒီပြည်သူတွေကပြောတာပဲဟိုလို့တောင်ကြီးရတာကုန်းနေရဒေါ်လာကြီးကဘာမှခင်းမရောက်ဘူးလို့ပြောနေရတော့အဲ့လိုပြောလိုက်တော့မှဒီကျွန်တော်ကအဲ့လိုမျိုးပြောလိုက်တော့မှသူ့ကိုတောင်းမှန်လိုက်ပါတယ်ကျွန်တော်လည်းအဲ့လိုအိမ်ဆွဲလိုက်တော့လက်လွန်လာတာအဲ့လိုအိမ်ပဲဆွဲတာကျွန်တော်ဘာမှမပါဘူးအဲ့ဒါဟိုမှတောင်းမှန်ပြီးကျွန်တော်လည်းအေးဆေးဖြစ်သွားပြီဆိုပြီးတော့ကျွန်တော်ရဲဘော်တွေနဲ့ဆိုင်ကင်နဲ့သူတို့လမ်းကနေဒီရဲဘော်တွေကအဲ့ဘက်ကရင်တော့လာကျွန်တော်ဖြက်လမ်းကနေအောက်ကနေဆင်းတာဆိုင်ကင်လာမှာဆိုလို့ဆိုပြီးတော့အဲ့ဒါမှနောက်ဆုံး ຈັນແນ່ນະຊີ້ໂຫခြေຊົງຊີ້ດີໂຫມາພ້າແມ່ນແລ້ວນົາຊົງຊີ້ຈັນມາໂຕວ່າຕ້າຖ້າໄລດາຕ້າຖ້າໄລດາຈະເດີ້ເນາະອັນຫຼັ້ນມີເສັດດ້ວຍດາບໍຢາເສັດດ້ວຍດາຄາຈະໂຕວ່າບໍ່ຮູ້ປ ્યો ດົງໂຊວ່າແລ້ວມິນຸແທ້ອຈີ້ລາຍຍາແດ່ໂຊລະຈົນລູຈີ້ດີຫຼຸດໄລດາລູຈີ້ດີຫຼຸດໄລດາຄາຈະເດີ້ໂຕວ່າແມ່ນແມ່ນລາມາຍາມາວ່າອ້າໂຊຍင်းລຸຈົນເດີ້ມາລາຫນາຍມູລຸໂຫຂະຫນາດລຸແລຂະຫນາດລຸເສຍຊີຫຼົກບໍຢາລຸຈົນເດີ້ຈົນລຸເສຍຊີຫຼົກມາລຸອັນລຸປ ્યો ໄລດາອັນລຸປ ્યો ໄລດາຄາຈະນີ້ຍັດນີ້6ນາທີຫຼောက်ຈະເດີ້ ခြေပေါ်တွေကိုတော့ပြန်လွတ်ပေးတယ်ခန်းကိုတော့တိတ်ထားလိုက်တာပါရီကန်ပါရီကန်တက်လက်တိတ်ထားလိုက်တာအဲ့လိုအဲ့လိုပဲခြေပေါ်ခြေပေါ်ဘယ်နှစ်ယောက်လဲနှစ်ယောက်လားခြေပေါ်ဟိုဟာနှစ်ယောက်တက်လက်ဟိုအဲ့တော့တနက်ပဲပါသွားတာပေါ့အခုခြေပေါ်တွေကတော့ပြန်ရပြီပေါ့ဟုတ်တယ်ခြေပေါ်တွေကပြန်ရပြီတနက်ပဲပါတော့တာอืมဟုတ်ပြီအဲ့တော့အဲ့ဒါတခုပေါ့ခုနကတစ်ထုတ်တဲ့ကိစ္စလည်းနည်းနည်းတိလို့ပါတစ်က အဲ့ဒီမှာကအခုလိုမျိုးဒီထုတ်ဖို့အတွက်ကို तू ကဘယ်လိုစီးမီးစီးကန်းနေရှိလဲဟိုအခုထုတ်တာပါဖပါကဖထုတ်တယ်ဆိုတော့သူတို့မှာဘယ်လိုစီးမီးစီးကန်းနေရှိလဲအဲ့ဒါသိလားသူတို့မှာစီမီစီကန်းနေရှိတာကတော့ဒီသူတို့ဒီစီမီစီကန်းနေတော့ကျွန်တော်စီမဲခါရွက်ရှိတယ်ကြာသူတို့စီမီစီကန်းနေဘာအကြောင်းပြပြနေနေမှတစ်ထုတ်ပိုင်ခွင့်မရှိဘူးလို့သူကပြောထားတယ်ကြာပြောထားရင်မှသူတို့ကိုယ်တိုင်ပဲဒီတစ်ကိုထုတ်တယ်ကြာကျွန်တော်တို့ကဘယ်တော့တိုင်ရမလဲ ျွန်တော်လွန်ခဲ့တဲ့တနည်းတနည်းလောက်ကတခါတိတ်နေရရတနည်းလောက်ကလို့မို့တိုးတိဆုတ်တာတွေပေါ့ရကားတွေနဲ့ဖမ်းဖမ်းမိတယ်ကျွန်တော်မိတယ်ကျတော့ဒီတက်တက်မဲ့ဖမ်းတော့မောကျွန်တော်အဲ့မှာတိုက်ပွဲခီးစဉ်သွားရင်းနဲ့အဲ့မှာမိတဲ့ခါကျတော့ဒီဘလို့ရမလားဒီလူကိုကျွန်တော်တို့ကပြင်းမှုကျူလနဲ့လူအေးယူရမှာလေပြင်းမှုကျူနေလူအေးမကျူဘဲနဲ့သူကဘလို့ရမလဲတစ်ကိုတော့ဖမ်းပြီးတော့ကျွန်တော်အဲ့မဲ့ဒီဘတ်ဒီဝစ်သူတို့တရားသလားထင်းထင်းပါတရားသလားထင်းထင်းလို့တော့အိသနာကြောက်အထားခဲ့တာ အဲ့ဒါကြတဲ့ခါကျတော့ဒီအမှုကိုရေးမယူရပဲသူတို့အချင်းချင်းနားလည်မှုနဲ့ပြီးသွားကြတာကျွန်တော်ကျတော့ဖမ်းရတာဘယ်လိုပြောမလဲသူတို့တိုင်းရင်တက်ဖွဲ့ရလုံနေမှာတော့ကျွန်တော်တို့ကကျွန်တော်တို့ပြည်သူတွေကဘယ်လိုတော့ပြီးတော့တော့တိုင်ရမှာဘယ်တော့တိုင်ရမှာသူတို့အားကိုလို့မသူတို့တိုင်တော့ကြတယ်လေအချက်လက်နဲ့တိုင်နေရပြီမဲ့တက်တည်တက်ကြရနဲ့တိုင်နေရကားရောမိတာအဲ့ဒါကားမိတယ်ရဗဖိုးမိတယ်ရကားနှစီမိတယ်ဗဖိုးတစီမိရဗဖိုးကအလောင်းတော်ပိုင်းနဲ့ဗဖိုးသူကတုံးသွဲနေတာ ဒီဒေါ်လာရေးကာလအတွင်းမှာအဲ့ဒီအလောင်းတော်ပတ်တပတစ်တော်ကျိုးဝိုင်းကအရင်တော့ကလည်းကြားတယ်လေဟိုတော်တော်ကုံသွားပြီမရှိတလောက်ဖြစ်သွားပြီလို့ကြားတယ်အခုကတော်တော်ကြံသေးတာလားအနေထားအနေထားကတော့တူကဘယ်လိုပြောမလဲဒီအပြင်ဘက်ကတော့တော်တော်လေးရောဘယ်လိုပြောမလဲတုံးပုံပေါ်ရင်တော့တဘုံလောက်ကတော့ရှိသေးတယ်ဗျာဒီလမ်းဘေးရပေါ်ရကားဝင်တာကားနဲ့ကရင်းနဲ့ဖောက်ဆွဲရတဲ့နေရာလောက်တော့ဟိုကြောင်ကြောင်ကြားတဲ့တော့ရှိသေးတယ်ဗျာ ဒီဖះလမ်းမော်ဟာအဲဖះရေပြင်မော်ဟာဟာရီရမရှိတော့ဘူးတစ်တရအခုထိုးချနေဆိုတာဘယ်ဘယ်နားမှာကြောင်ကြောင်ကြလားဟိုအပြင်ပန်းမဲ့လားအဲထိုးချနေတယ်ကျွန်တော်တို့ဒီ6ပေလမ်းရဒီဘက်မှာထိုးချနေတာ6ပေလမ်းရဒီဘက်9မိုင်ဘက်မှာပဲထိုးချနေတာသူတို့ရဲ့နေရာတိတိကျကျဆိုရင်အဲတရခေါင်းပေါက်တရခေါင်းပေါက်သူတို့စခန်းရဲ့ရှေ့မျက်မျက်ကောင်းထိုးလေးပဲမထိုးချတာအောက်ကိုထိုးအောက်ကိုထိုးချတာ အော်အဲ့တော့ဟိုသူသူတို့ကဟိုတစ်လာခုတ်တဲ့လူတွေကိုပတ်စံအခွန်ယူပြီးတော့ဟိုထုတ်ခိုင်းတဲ့သဘောပေါ့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါရောသူတို့ကိုယ်တိုင်လည်းကာကြီးကားငင်နဲ့ထုတ်တာပြည်သူတွေကျတော့တော့တရှင်းဟိုလေးတိန်တောင်းတာရာသူတို့ကျကာကြီးကားငင်နဲ့ထုတ်တာကျပြည်သူကပြောတာပေါ့ရာဒီတောင်ကြီးကကုန်းတောင်ကြီးရတာကုန်းတာပေါ့ဒေါ်လာကြီးကခီးမရောက်ဘူးပေါ့တော့ပြည်သူတွေကပြောတာနဲ့ကျွန်တော်တို့လည်းဒီမတင်ကာရာနဲ့မို့အဲ့မှာတက်စစ်တာပေါ့ရာနောက်ပိုင်းကျမနေ့အဲ့လိုတွေ့တွေ့ချင်းလဲကျတော့ကျွန်တော်လည်းဘကော့ယူမိလိုက်တာအဲ့တော့မှ တကော့ကိုလည်းဖြက်တကော့ကိုလည်းဖြက်ပေါ်ရာဒီဘယ်ပြောရမလဲကျွန်တော်ကိုလည်းလာပေါ်ရာအဲ့လိုခေါ်တာအဲ့တော့သူတို့ကဘာကြောင့်ထုတ်တယ်ပြောလဲခုနဟိုဟိုအခြေတင်ဖြစ်တဲ့ခါကျတော့သူတို့ဘာဘာကြောင့်ထုတ်တယ်လို့ပြောလဲတက်ကိုဟွာလင်းပြုတ်ဝမလို့ဆိုပြီးထုတ်တာအဲ့ဒီပါကဖာရဲ့ဆုံးဖြတ်ချက်ပဲလားဟိုအပေါ်ကအဆင့်နေရဆုံးဖြတ်ချက်လားဘယ်လိုလို့သိရလဲအပေါ်အဆင့်နေဆုံးတဲ့ကမပါဘူးじゃသူရဲ့သူတို့ရဲ့ဆုံးဖြတ်ချက်တန်းထုတ်တာ အဘောဝင်ကြီးဌာနထုတ်ပြန်ထားတဲ့စာတွေမှာတော့မပါဘူးသူတို့ဒီမူပေါင်နဲ့စီသားရတိုင်းဆိုရင်ပေါ့ဘာအကြောင်းပြချက်နဲ့မှတစ်ထုတ်ပိုင်ခွင့်မရှိဘူးလို့ပြောထားတာကြာဟောကျင်ညာချက်မှာဟုတ်တယ်ဟုတ်တယ်အဲ့တော့အခုကြားတာအခုအဲ့ဒီမထုတ်အောင်ဆိုတဲ့ကျင်ညာချက်ထုတ်ထားပြီးတော့ဟိုထုတ်နေတာဘယ်လောက်လောက်ကြာနေပြီလို့သိရတယ်လွန်ခဲ့တဲ့ဆက်လောက်လောက်ပါဒီဒီတလောက်လောက်ကထုတ်နေတာ အခုမှပြန်ထုတ်တာပေါ့နော်အရင်တော့ရက်သွားသေးတာပေါ့အဲ့ဒီဘောပေါ့ဟုတ်တယ်ဟုတ်တယ်အရင်တော့ကဒီကျွန်တော်ပြောမယ်အရင်တော့ကကဏီကဏီဘက်ချမ်းအနေမို့ထုတ်တာပေါ့ညာကျွန်တော်တို့ကဒီအလောင်းတော်ကရဘာကဖျားအာရင်မဲ့ပင်နဲ့အဲရင်မဲ့ပင်နဲ့ချမ်းတော်တော်များများကြံနေတယ်ဒီလမ်းဘေးကဒီဘယ်လိုမလဲအဓိပတိမင်းကြီးဒီတော့မကြံတော့ဘူးပေါ့ညာတော်တော်များများကြံနေရဒီဘက်ကတော့အခုတော့ဒီတို့ကတန်းနှောင်ထုတ်တာဆိုတော့ဘလိုကြီးတော့မကြံတော့ဘူးဒီအတွင်းပန်းတော့ပဲကြံတော့တာ လမ်းပြဒီကရင်ဝင်ရတဲ့နေရာလေးကားဝင်ရတဲ့နေရာလေးကြတော့မကြံတော့ဘူးအဲ့တော့အခုဘုံမြေလုံးကအဲ့မှာသွားတော့တွေ့တော့ record လုပ်တော့ဒီ record ကိုဖျက်ခိုင်းတယ်လေသူတို့အတွက်ဟိုဟာဟိုမကြိုက်ဘူးထားပါတော့တခုဖြစ်လို့ record ဖျက်ခိုင်းတယ်အခုတရင်ဌာနကိုပြောတယ်ဘုံမြေလုံးကအခြေအနေရှင်းပြရဲ့ဟိုကိုလုံချိုရေးအတွက်အဆင်ပြေပါမလားသွားလာတာဘယ်တမ်းလဲကျွန်တော်လက်တိုင်းပြည်အတွက်ဒီအမန်လျာကြီးကိုတော့ကျွန်တော်တို့ကဒေါ်လာကြီးကိုအမန်လျာလို့ကျွန်တော်မို့ဒေါ်လာကြီးလုံနေဥပမာတော့ လောက်ရမှာပဲဒါမှလည်းကျွန်တော်တို့အမှန်လေးရအပေါ်မှာလေအဲ့ဒီထုတ်ထားတဲ့ကြင်ကြာချက်မှာဘာတွေပါလဲဟိုပြောပြလို့ရလားအဲ့ဒါမက်ဆင်နဲ့ဇာရွက်တွေပို့လို့ရလားဟောရရဇာရွက်တွေတက်တက်တက်ပို့လိုက်တက်တက်ပို့လိုက်အဲ့တော့အများကြီးဆိုတော့ဟဲ့ဟုတ်ပြီဟုတ်ပြီကျွန်တော်အဲ့ဒါကိုတက်တက်ဟိုဖတ်ပြီးဟိုကလုံမယ်အဲ့တော့အခုဘုံမြလုံးတို့ရဲ့သဘောထားပေါ့နော် BNR လေးရဲ့သဘောထားဟောဒီတစ်တင်နဲ့ပတ်သက်ရင်ဘယ်လိုသဘောထားရှိလဲဒီတစ်တော်နဲ့ပတ်သက်ရင်ကျွန်တော်သဘောထားဒီလိုပြောလို့ပေါ့ညာ လိန်ပြုတ်ဝင်မယ်ဆိုရင်တော့ကျွန်တော်လည်းသဘောမကျအောင်ကိုသဘောကျတယ်ဒါပေမဲ့သူကဟိုဘယ်လိုမှစင်းဝတော့သူကစင်းဝတွေဘာတွေဘာတွေစင်းတွေဘာတွေကိုကောက်စစ်လို့ရတယ်ပေါ့ရသူကစင်းဝဖြောင်းတာမဟုတ်တစ်ကိုဖြောင်းတာကြကျွန်တော်တို့ဘာတော့ဆီရမှာတစ်ပင်နေလိုက်တစ်ပင်နေလိုက်ပြီးတော့အငုတ်ရီအောင်လေသူကငုတ်တွေပါပခုံးနဲ့နှုတ်ပလိုက်တာဆိုတော့ကျွန်တော်တို့ဘာတော့လုံးသွားမှာဒီတတော်ကိုစောက်ကြက်ကြည့်ရမှာကပကပတွေတာဝန်ပဲလားဥ BNR တွေတော့တာဝန်ရှိလားပုံမြလုံးရောဘယ်လိုပြောပြမလဲရတာဝန်ကတော့ကျွန်တော်တို့ အားလုံးကတော့တာဝန်ရှိရပါဗျာဒီလောင်းတော့ကတော့ကျွန်တော်တို့မှတဘာဝအပြပြရှိလို့ဒီဥစ္စာပဲရှိတာဟိုရအဲ့ဒီတတော်ချိုးဝိုင်းရအခုကဟိုစစ်ကောင်စီလက်အောက်မှာမဟုတ်ဘူးလေဒီတော်လိုင်းရေးဖွဲ့တွေအလောက်မှာဆိုတော့ဘယ်သူကတာဝန်ယူထားရလဲဒီချိုးဝိုင်းကိုအခုလောစရာအခုလဲလောစရာယူထားတာတိုင်းရင်36ကတာဝန်တာဝန်ယူထားတာဟိုဟိုက UNG MOD အောက်ကဟုတ်တယ်ဟုတ်တယ်တိုင်းရင်36အဲရင်းမှုရင်းမှုကကိုကိုမြင့်ကြိုင်နဲ့ရင်းမှုနာမည် အဲ့တော့သူတို့ကအကြောင်းကြားရောအခုတစ်တစ်ထုတ်နေလို့သွားအကြောင်းကြားရောမရနိုင်ဘူးလားသူတို့သူကိုယ်တိုင်ထုတ်တာရအဲ့ဒါဗျာဟုတ်ကိုယ်တိုင်ထုတ်တယ်သူကိုယ်တိုင်ထုတ်ဟုတ်တယ်ဗျာ BNR တွေကဝင်ရောက် support ခင်ရှိလားဒီ TikTok နဲ့ပတ်သက်ရင်ထိမ့်သိမ်းစောင့်ရှောက်မှုမှာထိမ့်သိမ်းစောင့်ရှောက်မှုမှာကျွန်တော်တို့ဗီဒီယိုသူတို့စာထုတ်ပြန်နေတော့ကျွန်တော်တို့ဗီဒီယိုဒီလိုတစ်ထုတ်ထုတ်တဲ့လူပါဆိုရင်ကျွန်တော်တို့ဗီဒီယိုရက်ကအနေနဲ့လဲဖတ်မှန်ခွင့်ရှိရပါဗျာဒီလိုမျိုးနေကြကျွန်တော်လည်းမတည်ဘူးဒါပေမဲ့ကျွန်တော်အဲ့မှာနေရတဲ့ရည်ချက်ကအဲ့မှာကိုကျွန်တော်တင်နိုင်ခွင့်ဖွင့်မယ်လို့ဆိုပြီးတော့ နေတာတခုရှိတာကတော့အခုတစ်ထုတ်တယ်ပေါ့နော်ဟိုအများကြီးထုတ်တာတော့မကောင်းဘူးပေါ့ဘာပဲဖြစ်ပြောဒါပေမဲ့ထုတ်တဲ့နေရာမှာအကူအကဟိုခုနတစ်ထုတ်တဲ့လူကလာတယ်ကိုကအခချင်းငွေယူတယ်ဆိုတော့ဟိုဝင်းငွေတစုံတရာရတာပဲမဟုတ်ဘူးလားဟိုလာထုတ်တဲ့လူတွေအတွက်လည်းဟိုဟိုစီးပွားဖြစ်တယ်ဆိုအဲ့လိုမျိုးဘက်ကကြင်ရောအဆင်မပြေဘူးလားဒီလိုပေါ့ညာပြည်သူတွေအနေနဲ့ကျတော့အဲ့ဥစ္စာကိုဘယ်လိုပြောမလဲသူလုံနေရပုံစံမျိုးနဲ့ကျွန်တော်ဒီ၃နှစ်ကျော်၄နှစ်ပန်းကြီးရောက်သွားပြီလေ ဲ့လုံနေရနဲ့ပတ်သက်တာဟိုကုန်းနေရနဲ့ဟိုငွေတွေရနေရကလည်းတော်လန်ကြီးကသူသူပိုင်ဆိုင်မှုပဲရလက်နဲ့အင်အားလက်နဲ့အင်အားလည်းမရှိဘယ်လိုပြောမလဲဒီတိုက်ခိုက်ရေးပိုင်းမှာလည်းမရှိမရှိတဲ့အခါကျတော့ပြည်သူကပြောလာတာပေါ့ရဘယ်လိုပြောလာအောင်ဆိုတောင်ကြီးရတာကုန်းတာပေါ့ရတောင်ကြီးရတာကုန်းတာတော်လန်ကြီးကဘာမှခီးမရောက်ဘူးသူအခုဝဲထားတဲ့ဆိုတာဆိုရင်ကျွန်တော်တို့အန်လူကြီးကချထားတဲ့ခံလွယ်ရင်ကျွန်내ကိုပိုင်ခံဟိုလိုတက်တက်ဒီရရတဲ့ပတ်စံနဲ့ငွေဝင်နဲ့ဝဲထားဆိုတာမရှိဘူး ဲ့တော့အခုအခြေအနေကို BND အနေနဲ့ဘာတွေလုပ်ဖို့ရှိလဲသူတို့နဲ့ညှိနှိုင်းမလားတင်မထုတ်ဖို့ပြောမလားနောက်သူတို့နဲ့ပတ်သက်တဲ့အထက်ကိုပြောပြဖို့ရှိလားဘာတွေလုပ်ဖို့ရှိလဲကျွန်တော်တော့ထပ်မထုတ်အောင်လို့ပဲညှိနှိုင်းနေတာကြဟိုအထက်ကိုတင်ပြမယ်ဆိုလဲကျွန်တော်တို့ကဘယ်လောက်တင်ပြတင်ပြဘယ်လောက်တင်ပြပြပြအချက်လက်နဲ့ထောက်ပြထောက်ပြသူတို့မှဘာရေးယူပိုင်ကောင်မှမရှိကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့အရတအနေနဲ့လဲကျွန်တော်တို့ဒီဘယ်လိုပြောမလဲတော်လိုင်းဓမ္မအနေနဲ့လဲထိမ့်သိမ့် ထိနေနေတာပဲတည်တာ VNR နေရဲ့သဘောထားကိုတခုတော့ထပ်ပြောပြပါဒီ TikTok ကျိုးဝိုင်းနဲ့ပတ်သက်ရင် VNR နေရဲ့ချထားတဲ့ဟိုသဘောထားစည်းကမ်းဆိုရင်ဘာဖြစ်မလဲ VNR ရဲ့သဘောထားဆိုရင်တော့တစ်ထုတ်ပိုင်ခွင့်မရှိဘူးညာကိုပိုင်ငွေလည်းလောက်ပိုင်ခွင့်မရှိဘူးဒီလိုလိုမလဲတက်တွန်းစီးပွားရေးလည်းလောက်ပိုင်ခွင့်မရှိဘူးဟုတ်ပြီပုံမြလုံးကျေးဇူးတင်တယ်လေအခုဖြစ်တဲ့အခြေအနေလေးရှင်းပြတဲ့အတွက်နော်ကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့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 ဟုတ်ပါ့လေလို့ကြီး